ားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ဆီယာမဝင်းဝင်းမြင့်နန်းတော်ရှိရဲ့ဝိမုံချေတန်းဆိုတဲ့ဝိတ္ထုရှိကိုအခန်းဆက်ဖတ်ပြပေးနေတာအပိုင်း၅ပဲဖြစ်ပါတယ်ရှင် ောင်ခန္ဓမာပန်းတစီသည်အပြုတ်ကြီးတယောက်၏ဘဝထဲကိုရဲတင်းစွာပင်ဝင်ရောက်နေရာယူလာခဲ့သည်မမရေတတလုံးကမကြဘူးခဲ့သောအတုံးအနှုံအဲ့ဒီကောင်လေးအလောက်ဝင်တာသုံးလေးလအတွင်းဒေါ်ရင်သိန်းကိုဘလို့မှမခေါ်ပဲစကားပြက်ပြောတတ်တာကိုတတိတိယတောင် ရှိမိသေးရဲ့ခေါ်မဲခေါ်တော့လေကြည်ပါဦး မမရင်နဲ့သူ့လက်ထဲမှာကဏမာပန်းတစ်စီးကိုကင်ထားသည်မျက်နှာကလည်းသူ့ပုံစံအတိုင်းပြုံးရယ်ရွှင်ပြလိုကဏမာပန်းစီးကြီးကိုဘာမပြောညာမပြောလက်ထဲကိုအတင်းထုတ်ထည့်ပေးနေတော့ဒုံရင်သိန်းကအလိုက်တင်ပင်လှမ်းယူလိုက်ပြီးကျေးဇူးပဲကွယ်လက်သေးကိုပန်းစီရောက်လာပြီးနောက်ကျွတ်ကျွတ်အိတ်ထဲထည့်ပြီး တခုကိုလည်းထပ်၍ပေးနေပြန်သည်ဘာရီလဲမောင်တာကိမ့်မုံပါအများရွက်ခွဲအာနာစရာထိုင်အောင်လीကလထိုင်မှာလဲဝင်မထိုင်ပြင်အောင်မယ်လို့လဲနှုတ်မဆက်ဖဲရင်မြဲရက်နေသည်တို့ရင်သိန်းကအံ့ဩသလိုဖြစ်သွားပြီးဒီကောင်လေးဘာများပြောချင်မှလဲဟုမောကြည့်လိုက်တော့အိုးသူ့ကြည်ရဘလို့မှမသိဘူး ငင်းရီရီဆူရှာရှာဆူရှာလိုက်သမားဟိုးရင်ထဲထိရင်ထဲမှာလှိုက်ပို့လှူရှားသွားပြီးဘာလို့ရမှန်းမသိဘာပြောရမှန်းမသိခေါင်းငုံပြစ်လိုက်မိရဲ့ထင်ပါရဲ့မမရဲ့တိုးတိမ်နိုင်လဲစွာခေါ်တော့သူ့အတန်ဒီရင်ထဲမှာတော့အကျဉ်လောင်ဆုံးမြီးဟီးတုန်ခိုက်သွားတယ်လို့ပါပဲမမရင်ရဲ့မွေးနေ့အတွက်ကျွန်တော်ရဲ့လက်ဆောင်ပါ သူကအဲ့လိုပြောပြီးကြာခနေလှည့်ထွက်သွား၏။နောက်ကျောင်းကို လုံးဝပြန်လှည့်မကြည့်။ဒုံရင်သိန်းကသာပန်တစီမုတ်တထုံနဲ့သူနောက်ကျောကိုငင်းငိုင်ကြည့်ရင်းကျဲ့နေခဲ့သည်။အံ့ဩစရာကောင်းလိုက်တာ။မမရင်ရဲ့မွေးနေ့အတွက်တည်းသူကလည်းမွေးနေ့တွေဘာတွေကိုအေးအေးရလုပ်ပြီးပြောခဲ့ဘူးတာမဟုတ်။မွေးနေ့ဘွေးလို့လဲ အိမ်မှာထူးထူးခြားခြားမလုပ်ဖြစ်မနေ့တုန်းကသာမွေးနေ့အထိမ်းမက်ဖြစ်လူငယ်တင်းနှန်းချောင်းတစ်ခုကိုငွေသားလူခဲ့ဖြစ်သည်ဒီကောင်လေးတိတ်ပြီးစုံစမ်းတာကောင်းတာပဲတိတ်အလိုက်တည်တာပဲဟုပီတိဖြန်လျက်ချီးကျူးမိရင်ဘေးပင်ညာကိုအကဲခတ်ရသည်သူကပေးတာတော့ဟုတ်ပါရဲ့သူဟာသူခင်းလို့မင်းလို့စေတနာရှိလို့ထားပါတော့ ။အင်ကလူတွေတိနင်းတမျိုးတမီပြောချင်းပြောနေကြအုံးမှာအနီးနားကိုအကဲခတ်ကြည့်လိုက်တော့ခါဘသူမှရှိမနေပါ။အင်ကဘသူများဒီဖြစ်ပျက်ကိုသိနေမှလဲဟုဟိုဟိုဒီဒီကိုမလုံမလဲကြည့်ရင်စိတ်တွေလှုပ်ရှားနေသည်။အင်မှရှိနေသူတွေကတော့သူ့အလုံးနဲ့သူဘသူမှမအားကြဘူးထင်ပါရဲ့။မကြမီကပင်ခြေတစ်ဖက်အကျိုးတည်သလိုဖြစ်သွားသောအကိုကြီးကလည်း သူခန်းထဲမှာကက်ဆက်နှင်းတရားဝေဖွင့်ရင်းအိပ်ပျော်နေဟန်ရှိသည်အမေနှင်းအကိုကြီးမိန်းမကလည်းအိမ်နောက်ဖေးမှာကောက်မလေးများနှင်းချက်ရည်ပြုတ်ရင်းအလုရှုပ်နေကြသည်ဒိုးရင်သိမ့်မောင်ငယ်ဤမိန်းမကလည်းသူ့ကလေးတွေနဲ့သူခြားခြားလဲလျဲဒိုးရင်သိမ့်တို့အိမ်မှာလူများသလောက်အိမ်ရှိလူကုန်ကလည်းကို့အလုံးနှစ်ကိုအမြဲပင်ရှုပ်ထွေးနေတတ်သည် အဖေလက်ထက်ကလေးကဖွင့်ခဲ့သောစားတောက်ဆိုင်ကိုအဖေဆုံးသွားသောအခါအကိုကြီးကဦးစီးခဲ့သည်အကိုကြီးတယောက်နှင့်မောင်ငယ်တယောက်၏အလဲတွင်မိသားစုမှတဦးရေသောသမီးအဖြစ်ဒေါ်ရင်သိန်းကဟိုချခွင့်ရခဲ့သည်အိမ်မှာတာဝန်အ ਨੇ ဆုံးနှင့်ညီအစ်ဆုံးလူကဒေါ်ရင်သိန်းဖြစ်သည်အဖေအကိုနှင့်မောင်တို့ကဒေါ်ရင်သိန်းကိုတဝင်းတိုးစွာဖြင့် ်ငုံထားမတက်ချက်ခဲ့ကြသည်။ကြောင်နုံမှဆိုဟိုလူကကြည်ကြည်ပြန်ပြီးဒီလူကပိုပိုးပြန်ပြီးနှင်းခဏခဏသူတို့ပဲပြဿနာတက်နေကြသည်။လူငယ်တဘာဝအတိုင်းရီးစားစားပေးခံရပြန်တော့မင်းကလေးပဲအနေထိုင်မတက်သလိုလိုအမေကိုပြန်တိုင်ကထိုးချင်ကြိတ်ချင်ဖြစ်ကြပြန်သည်။ကြောင်ငန်းထဲမှာလည်းမလွတ်လဲလမ်းမှာလည်းမလွတ်လဲတငယ်ချင်းတွေနှင်းဟိုဟိုဒီဒီတွားပြန်တော့လည်းမလွတ်လဲ မလွတ်လပ်သည့်အစုံကြောင်းထွက်ပြစ်လိုက်သည်ကြောင်းထွက်ရခြင်း၏အကြောင်းရင်းထဲမှစာချက်ပြင်နာကလည်းတစ်ပိုင်းနောင်အသက်ကြီးလာသည့်အထိစင်းရဲမွဲတင်နိုင်စရာမရှိဘူးဟုသော အတွေးကလည်းပူပူတာတာပါလိုက်သေးတာပေါ့ဒေါ်ရင်သိန်းတို့မိသားစုမှလူအလုံးပေါင်းပြီးအတန်းရေအတွက်တောင်းလက်ချောင်းချေချောင်းများဖြင့်ပြည့်မီမထင်ဒေါ်ရင်သိန်းတို့အဖေကတေစာရှင်လာဖတ်တတ်၏ အကိုကြီးက၉တန်းမအောင်မောင်ငယ်က၆တန်းမအောင်ဒေါ်ရင်သိန်းကလည်း၇တန်းနှစ်ခါကြာပညာရေးကို အလင်းမထားသောမိသားစုဖြစ်သည်မိဘဤလက်ငုတ်လည်းရင်စားတောက်ဆိုင်လုပ်ငန်းကလည်းထွန်းတောက်လျက်ရှိနေတော့ငွေများများတုံးနိုင်ဖြုံနိုင်သောကြောင့်ကိုဘဝနှစ်ကိုပြည့်စုံနေကြသည်အဖေစိတ်တိုင်းကြဘဲမှမတော်ဘဲအိမ်မှနေုံဖြင့် ဒုံရင်သိမ့်ပူစားသမျှအလိုကျရနိုင်ခဲ့သည်ကောင်းကောင်းဝဲကောင်းကောင်းစားတပတ်တခါအမင်းနဲ့ရုပ်ရှင်သွားအိမ်ကိုဘာမှကူစရာမလိုခဲ့ပေဒုံရင်သိမ့်ဤအသက်30တို့ရှင်နှင်းဝင်ရောက်လာသည့်အထိစားလိုက်အိတ်လိုက်ဝတ္ထုဖက်လိုက်အင်းကြီးလုံးကြီးတစ်တွေဝင်လိုက်နှင်းနေပြိုခဲ့ဤ ထိုရင်သိသည်တောက်ကြသမီးဆိုတော်လဲစကားများများပြောလေးမရှိတချို့မိန်းကလေးတွေလိုချုပ်ချယ်ခံရလေခြင်းဟု မခံခြင်းမဖြစ်အကိုကြီးမိမရပြီးတော့လဲအကိုကြီးမိမကပင်အိမ်ဤလုပ်ငန်းများကိုဝန်ကူလုပ်ပေးသည် မောင်ငယ်မိမရပြန်တော့လဲရောင်းမငယ်ကဈေးသွားတာဟင်းချက်တာအကုန်ဝင်လုပ်သည်တို့ရင်သိမ့်မှာဘာပူပဲမှမရှိခဲ့ပဲ အပြိုကြီးခေါ်ခံဘဝတို့တဖြည်းဖြည်းရောက်လာခဲ့သည်အသက်တွေတဖြည်းဖြည်းကြီးလို့ဘဝ၏အပြောင်းလဲတွေကိုကြုံခဲ့ရသည်မြုံလင့်ဓာရီရောမမြုံလင့်ဓာရီရောပေါ်အဖေဆုံးတော့ဘာမှသိမထူးကြအကိုကြီးကအိမ်ကိုဦးစီးခဲ့တာကြာပြီပဲတို့ရင်သိအိမ်မောင်ငယ်သည်မမျော်လင့်ပဲကားတိုက်မှုဖြင့်ဆုံးဖရာတော့အနှဲငယ်ထူးကြလာသည် စာအိတ်ကောင်တာကိုထိုင်ကငွေသိမ့်မိသူလိုအပ်လာသည်အမေကချွေးမများကိုကောင်တာမှာမထားလို့တော့ဒေါ်ရင်သိန်းကိုကောင်တာထိုင်စေခဲ့သည်နောက်အကိုကြီးတွေးတိုးပြီးလေဖြတ်တလို့အကြုံရောက်ခါဖြစ်တလို့အောက်ပိုင်းချင်းနေသွားသည့်အခါအတော်လေးထူးခြားသည့်ပြောင်းလဲမှုကိုရင်ဆိုင်ရသည်နောက်ပိုင်းချက်ရည်ပြုတ်ရည်စီမံရေးကို အမေနှင့်ရောင်မကြီးတို့က အလုသမားများနှင့်တွဲဖက်ခါစီစဉ်ဆောင်ရွက်နိုင်တော်လဲကာမောင်မြည်သူအရေးတကြီးလိုအပ်လာခဲ့သည်စားတောက်ဆိုင်ဆိုတော့ဤစဉ်ဈေးဝယ်ထွက်ရသည်ပစ္စည်းကိုကိုကားနှင့်ကိုတဲမှအစဉ်ပြေသည်ထို့ကြောင့်ကာမောင်သူကိုအမြန်ရှာဖွေရတော့သည်အကိုကြီးဤမိတ်ဆွေတူကကောင်းလေးတယောက်ရှိကြောင်းပြောလာသည် ဟိုတနေ့ကမှကျွန်တော်တို့ကိုယ်ဝယ်တဲ့ဖုန်းကြောင်မှတွေ့ခဲ့တာဗျ။အောက်ပြင်အောက်ရွာကဆိုတော့ပဲအင်းနဲ့စိတ်ကောက်ပြီးထွက်လာတာတဲ့။ဖုန်းကြောင်ကိုရောက်နေတာတော့တရလောက်ရှိပြီပြောတယ်။အလုံးအကိုင်းနဲ့မပြင်းဘူးရိုးလဲရိုးသားတယ်လို့တော့ဖုန်းကြီးကမိန်တာပဲ။ကျွန်တော်ကအလုံးရှာပေးခိုင်းနေတာ။ဝက်လျှော်လေးရရအလုံးချမ်းလေးပဲလှုပ်ရလှုပ်ရ။နေုံကားမောင်းတယ်လားမေးကြည့်ပါဦးမယ်။နောက်နေ့ကျတော့အဲ့ဒီကောင်လေးကိုခေါ်လာခဲ့သည် ကားမောင်းတဲ့တီအပြင်စကားပြောရင်မွန်ပြီးတွက်လက်ချက်ချသောလူငယ်လေးဖြင့်အကိုကြီးကသဘောကျသွားသည်မနက်လာညပြန်ထမင်းကျွေးလက900ဖြည့်စည်တဲ့ကထိုကောင်လေးကအလုတ်ဝင်တာသုံးလကျော်ခဲ့ပြီသူအတွက်အလုတ်ကမေမေရရသိမ့်မရှိမနက်စောစောရောင်းမကြီးကိုဈေးဝယ်လိုက်ပို့အကိုကြီးဤ6000လေးကျင်ငယ်အတွက်အကျော်စီကန်းကိုသွား အကူကြီးထားခဲ့ပြီးခလေးတွေကိုចောင်းပို့ပြီးအကူကြီးကိုပြန်ကြိုညနေခလေးတွေចောင်းပြန်ကြိုပြီးလင်တော့အလုတ်သိမ့်နိုင်သည်တောက်ကြနေတရတာငငယ်တုန်းကတပတ်တခါရုပ်ရှင်ကြည့်တော့ဒေါ်ရင်သိမ့်သည် ကြည်လာတော့တပတ်တခါဖះကြီးကိုသွားသည် မွေးနေ့ဖြစ်တော့တောက်ကြနေတိုင်းသွားသည် အကူကြီးနေကောင်းတော့ကလည်းဘလောက်ပင်အလုတ်ရှုပ်စေကမူ ညီမကိုဖျားပို့မပြန်အဲ့ဒီတောက်ကြနေတိုင်းဒေါ်ရင်သိန်းဒီဂျိုးပြေနံပြေမှာရေတက်ပင်မိပူစောပြီးဖျားကြီးမှာပတိစိတ်တီညနေဆောင်မှာအေးအေးဆေးဆေးသွားပြီးမိထွန်းချိန်ကြမှာပင်ပြန်လေးရှိသည်တပတ်လုံးကောင်တာမှာအယုတ်တယုတ်လိုထိုင်ပြီးဆက်လို့ငွေရွတ်ချင်းမှာတညက်နေအနားယူမှုပေါ်ကောင်လေးရလဲနော် ပန်းတွေကိုတောက်ကြနေမှာပင်ကောင်းမှာမနက်ကလည်းအင်ရဖရားမှာပန်းတွေလူပြီးပြီမွေးနေ့ကကြီးကတော့နေ့လေကော်ဖီဝိုင်းမှာပင်တိမ်သားလုံးကိုကျွေးလိုက်သည်အိမ်နောက်ဖေးကအလုတ်လုတ်တဲ့ကောင်မလေးတွေရောမိဖို့တဲကအလုတ်သမားကြီးတွေကိုရောစပွဲတို့သုံးလေးယောက်ပါမကြံကျွေးပြီးနောက်ကိတ်မုတ်ရှင်ကိုခေါ်ကျွေးရန်နှုတ်ဆွနေသည်အမေကဘူးမသိဘာမသိနဲ့ဟဲ့သမီး အတားလေးကြမ်းမသေးတယ်တဲ့။အဲ့ဒီကောင်လေးသည်အလုံးဝင်တာမကြသေးပေမယ့်အိမ်သားအလုံးနှင့်ရင်းနှီးကျွမ်းဝင်ရှိလာသည်။သူကိုကြည့်လိုက်ရင်အမြင်ရင်မောရွှင်ပြလို့ဒေါ်ရင်သိန်းကသာအလုံးနှင့်ပြောခဲ့ဆိုခဲ့သောကြောင့်သူနှင့်လည်းစကားဆနေလေသည်။ဒေါ်ရင်သိန်းကသူရှိနိုင်မည့်နေရာတွေကို မျက်ဝန်းနှင်ရှာသည်။ ထိုရင်သိအကြည့်ကိုဘလူတန်လိုက်တဲ့နှင်းဆွေးငင်ယူလိုက်သည်မသိတနေရမှာတုံခနဲ့ရက်လိုက်ရ၏သူကပြုံးမြမြနှင်းကျွန်တော်ဒီမှာပုံစံကပိုင်စိုးပိုင်နေနိုင်လှသည်မဟုတ်လားစာလီထိုရင်သိကသူ့ကိုလှမ်းခေါ်လိုက်ပြီးကြရဲထဲမှကော်ဖီကိုပကင်ထဲသို့ညှက်ထည့်နေစဉ်မမရင်ကစပြီးပြီလားတိုးတိမ်စွာမေး၏ ကိုယ်တိုင်စားဖို့မေ့ပြီးလူတွေကိုရေတွက်တာအားလုံးဝေပြီးပြီမောကမကြံတော့ဒေါ်ရင်သိန်းကရီလျင်သဘောကျနေသည်မမရင်စားပါသူ့အတွက်ရတော့မဟုတ်ကိုသူကပြန်ကျွေးနေသည်မင်းမဲစားပါဒေါ်ရင်သိန်းကသူ့ကိုမုတ်ပြီးတော့ဘာမပြောညာမပြောနှင်းဒေါ်ရင်သိန်းဤလက်ကိုကိုင်းကမမစားလိုက်ဒေါ်ရင်သိန်းကအလန့်တကြား သွေးလည်ပတ်မှုတွေမှားယွင်းလျက်မုတ်ကိုပကံပေါ်သို့လှစ်ချကလက်ကိုယုံလိုက်သည်သူကတော့ဘာမှမဖြစ်သလိုပင်ဘသူမှမရှိသောထမင်းစားကန်းထဲမှတည်ငြိမ်စွာထိုင်လျက်ကော်ဖီကိုတစိမ့်စိမ့်တောက်နေသည်ကော်ဖီကုံသောအခါခက်တီတီပင်ထွက်သွားသည်မမရင်တွင်မုံချံထားခဲ့တယ်သူ့အတန်ကတော့တည်ငြိမ်ပြီးကြည်လင်လို့ ဒုံရင်သိင်းရင်ထဲမှာတော့ရှုပ်ထွေးပွေလီလျင်စိတ်ရှုပ်နောက်ကြည့်ခြင်းလည်းမဟုတ် မခံကြည့်မခံသာဒေါသဖြစ်เสียရလည်းမထင်ပစ္စည်းအစ်တစ်ခုလက်ဆောင်ရလိုက်တာလို့လို့စာမွေးအောင်လာလို့လို့ရှက်တာလို့လို့ရည်ချင်တာလို့လို့ဘလို့နေမှမသိသူချန်ထားခဲ့သောမုတ်ကို ကောင်တာမှာထိုင်ရင်းစားပြတ်တော့ဘေးပင်ညာကိုမလုံမလဲကြိမိသေးသည် ခါတိုင်းပန်းအိုးတွေကိုတူတူလင်းနေကြပေမယ့်မနခင်ကမှလဲထားသောအောင်တပြေတွေကိုအိုးတလုံးနဲ့ပေါက်ထက်ကခန္ဓမအဝါတွေကြီးတက်တန့်ပြင်းတော့ဘသူများကြည့်နေမှလဲပူရပြန်၏အဲ့ဒီကောင်လေးကတော့သူ့ထိုင်နေချတဲ့ပင်အောက်မှာပြုံတုံတုံနဲ့ဆူရှာရှာစိုက်ကြည့်နေအောင်မှာဟုဒေါ်ရင်သိန်းကတွေးမိပြန်သည် အိမ်လိုဖြစ်ပြီးနောက်တောက်ကြနေရောက်မှာကိုတွေးပြီးပူနေသည်သူနဲ့နှစ်ယောက်ထဲသွားတဲ့အခါဘာတွေပြောမှလဲဟု တွေးနေမိသည်မသွားရဲတလူလူလဲစိတ်ထစ်နေ၏သွားလဲသွားချင်နေပြန်သည်တကယ်တမ်းရောက်လာသည့်တောက်ကြနေကတော့ဒုံရင်သိမ့်တွေးထားသလိုဘာမှ မထူးခြားခဲ့ပေ ပုံမှန်ပင်ဘာစကားမှမပြောဘဲအတန်တိတ်လိုက်ပို့သည် နောက်တစ်ပတ်တောက်ကြနေအပြန်လမ်းမှာတော့သူက မမယင်ဟုတီတုခေါ်သည်ဒိုရင်သိန်းကသူ့ကိုပြန်မကြည့်ရင်သူအကြည့်အောင်မှာအမမအွွင့်ွင့်လေးဖြစ်ကုန်မှဆိုလျက်ပြောဟုပြောလိုက်ရသည်တောက်ကြနေတိုင်းဖះမှာသွားသွားပြီးဘာစုတွေတောင်းနေတာလဲဘာရလို့မဟုတ်ပါဘူးဒီလိုပါပဲချစ်တဲ့သူနဲ့အမြန်တွေ့ရပါလို့ဤလို့မတောင်းဘူးလား ူက ဖြက်ခနဲဒေါ်ရင်သိမ့်ဘက်သို့ရိုင်းလာက သူဤဝဲလက်သည်ဒေါ်ရင်သိမ့်ဤပခုံးကိုကြော်လျက်ဒေါ်ရင်သိမ့်ရုတ်တရက်အသက်ရှူရက်တလို့ဖြစ်သွားသည်သူမျက်နှာသည်ဒေါ်ရင်သိမ့်ဤညာဘက်ပါအနီးသို့ကတ်လာ၏မမရင်ကကားတကားကိုလော့မလော့ဘူးသူကတည်ငိမ်စွာပင်ပြောလျက်ကားတကားပေါ်မှဘူးအမဲလေးကိုနှိပ်လိုက်သည် ပြီးတော့တည်ငိမ်စွာပင်ကားကိုဆက်မောက်၏တော်ရင်သိန်းကားတော့အသက်ရှူရမှလျက်ရင်တွေခုန်နေသည်ဒီကောင်လေးနဲ့ခတ်တယ်အကိုကြီးလိုက်ပို့တော့ကမောင်နှမနှစ်ယောက်စကားတပြောပြောနှင်းရှေ့ကမ်းမှာအတူထိုင်သွားသည့်အတိုင်းသူနှစ်လည်းရှေ့မှာပဲအတူထိုင်ပြီးတွားမိတာမှားပြီထင်ရဲ့မမရင်ကိုကျွန်တော်တခုတောင်းဆိုမယ် ရှိတပတ်ထဲကဗုဒ္ဓဟူးနေ့ကကျွန်တော်ရဲ့အသက်25နှစ်မြောက်မွေးနေ့လေအဲ့ဒါကျွန်တော်ကိုဖျက်ရလိုက်ဖို့မယ်မဟုတ်လားမပို့ပါဘူးချက်ချင်းပင်အပြေပေးမိ၏ဘာဖြစ်လို့လဲမမရဲ့ကျွန်တော်ကကြတော့မမရင်ကိုတောက်ကြနေတိုင်းလိုက်ပို့ရတယ်ကျွန်တော်ကြတရလေးတောင်လိုက်မပို့နိုင်ဘူးလားဗုဒ္ဓဟူးနေ့မှထွက်လို့မရှိတာထွက်လို့ရှိအောင်ထွက်ပေါ်မမရဲ့တော်ပါပြီဒီလိုကြီးလား ရတယ်ဆက်မမောင်းတော့ကားကိုလမ်းမေးသို့ချကားဆက်ရရွေ့တော့ပိတ်လိုက်၏လူကတော့စတီယာရင်ပေါ်ကိုမှောက်ချပြီးမျက်နှာကဒုံရင်သိမ့်ဘက်ကိုလှဲ့ကားအကြည့်ဆူဆူဖြင့်ညှို့ငင်နေသည်ကဲမောင်မောင်မြင်မြင်မောင်လိုက်ပို့မယ်ဘလို့ဟာလေးလည်းမသိဘူးတိတ်နေစက်တာစိတ်ညစ်တယ်နောက်တော့ပြောသွားမှာပေါ့မမရင်ဟာ ဲ့ဒီနေကြရင်ဒီလိုပဲအင်းကြီးပန်းရောင်လေးဝတ်ခင်းတော့မမရင်ရဲ့အသားလေးကဝင်းနေတော့ပန်းရောင်လေးတိတ်လိုက်တာပဲဒုံရင်သိမ်းမှလှိုက်ဖို့လှုပ်ရှားလျက်အနေခက်ရပြန်သည်ဒီတက်သည့်ရွယ်သည့်သစင်းယောက်ျားတစ်ယောက်ကသစင်းစိန်ကြည့်ပြီးအလှဘွယ်တွေရွတ်ပြတာမျိုးကိုတခါမှမကြုံခဲ့တာဒုက္ခတော့ရောက်ရတော့မီးဟုတိုးတိတ်စွာငင်းညူမိသည်အမေတို့အကိုကြီးတို့တိတ်မှလဲ ကြောက်ရွံ့စွာဖြင့်အသက်အရွယ်ကြီးမှကြော်မကောင်းကြားမကောင်းတွေဖြစ်မှာကိုလေစိုးရိမ်စွာဖြင့်ဒီကောင်လေးနှင့်ဝေးဝေးနေမှဖြစ်မှာပါဟုခဏခဏတွေးမိသည်ဒီလိုနေပင်ဗုဒ္ဓဟူးနေ့ကိုရောက်လာတော့မနက်စောစောအံ့ဩစရာကောင်းလွန်သည့်ဇလန်းတစ်ပုဒ်ကိုနားထောင်ရသလိုပင်အတာသည်စောစီးစွာရောက်လာနေအာကျဲပါလျှက်နှင့်အော်ကားအမေ ဟောဒီမှာကြီးသိင်းရင်တကယ်ချင်းနန်းရှိကဒေါ်သိင်းသိင်းကနှင်းစီပန်းနေအိမ်မှာလဲဖရားတင်မာတဲ့ညနေလေတချို့ယူလာပြီးသူ့ကိုဖရားလိုက်ဖို့ပေးပါလို့ကြီးသိင်းကိုမှားလိုက်တယ်ဒေါ်ရင်သိင်းကအမှန်တကယ်အံ့ဩလျက်ဟဲ့ तू ကဘာလို့ဖရားပုတ်ခိုင်းရတာလဲ तू မွေးနေတဲ့ဒီကောင်လေးတော်တော်တက်နိုင်မလားဟု တုံ့လောက်သွားမိသည်နန်းရှိမှနေတော့ဒေါ်တင်တင်ကတော့ ဒေါ်ရင်သိန်းဤအချစ်ဆုံးတငယ်ချင်းဖြစ်သည်သူနှစ်တခါကိစ္စရှိ၍ရောက်ဖူးသွားတာကိုအမိအယအသုံးချလိုက်တာကြည်စမ်းမအောင်လူကြီးတွေရှေ့ကြတော့ကြီးသိန်းနဲ့အကိုကြီးတွေဤခလေးတွေခေါ်တယ်လို့လူကြီးတွေလစ်တဲ့တခဏမှာတော့နှင်းစီပွင့်ပန်းရောင်လေးပန်ခဲ့တော့ဟုကဲ့၍ပြောလိုက်ချေသည် ဟိုတနေ့ကဒေါ်ရင်သိန်းဤစိတ်တွေခြိတုံခြတုံဖြစ်နေသည်ဒီကောင်လေးညက်သိမ့်ညံများတာသူ့ကို အလိုလိုက်လို့မဖြစ်ဘူးဟိုသတိတရရှိနေသည်ဒါပေမဲ့ရေမိုးချိုးပြင်ဆင်ပြီးတော့ခါအင်ကြီးပန်းအောင်လေးကို ထုတ်မိပြန်သည်ပြီးမှ သူ့ကိုလိုက်ရောသည်ဟု မဖြစ်ပြန်လို့၍အင်ကြီးကိုလုံးချေကဘီရိုအီအောက်ဆုံးသို့ထည့်ပစ်လိုက်သည် အင်ဂျီပန်းရောင်ပြောင်းကိုမဝတ်မိတော့လေအင်ဒိုနီးရှားပါတိန်ပန်းနူရောင်ကိုတော့ဝတ်ဖြစ်ပြန်၏စပင်ကိုတော့ခိုင်းလို့စတော့မထုံတော့ပဲကျက်ဆန်မီရှိရှိစစ်ဖြစ်သည်စင်စားရအခက်ဆုံးကတော့ပန်းနူနှင်းစီကိစ္စပဲပန်ရကောင်းမလားမပန်မဲထားခဲ့ရမလားမဝေခွဲနိုင် ဖြစ်နေပြန်သည်နောက်ဆုံးတော့တက်တိနေစွာတွင်မှန်တင်ကုန်ပေါ်ကဖန်ခွက်ကလေးထဲမှာ ပန်းမွင်ကိုထိုးဆိုင်ထားခဲ့သည်။ကားပေါ်ရောက်တော့ဟိုကောင်လေး၏မျက်နှာကို မကြည့်ရင်သူကတော့စိတ်အေးလက်အေးနိုင်လွန်းစွာဖြင့်နှင်းစီပန်းစည်းကြီးကို နောက်ခန်းကခုံပေါ်သို့လှမ်းတင်ပြီးတော့ဖွင့်ဆက်နှိုးသည်။တတော်နှင့်ဘိန်းကမလိန်။မမရေပန်းပန်မှုမိလာခဲ့ပြီ ဟုတ်တယ်မို့လား။အယောင်ယောင်အမမနှင်းခေါင်းငိမ့်ပြလိုက်မိသည်ထင်ပါရဲ့။ ဗန်လေးမမရင်ကလည်းနေုံနေုံကားကိုဆက်နှုတ်လက်ဆနှင့်သူဆင်းပြေးသည်အိမ်ပေါက်မှနေ၍အတန်ကျဲကြီးနှင်မလူလူရေကြီးသေးကပန်းမိဂျန်ခဲလို့တဲ့ဘာပန်းလဲမနေဘူးပန်းမိဂျန်ခဲတယ်လို့ပြောတာပဲကြည်စမ်းဘလောက်ကြောက်စရာကောင်းတယ်လဲဟုဒေါ်ရင်သိန်းကတွေးနေ၏သိန်းသိန်းဘာပန်းမိဂျန်ခဲတာလဲ မမကြံခဲ့တာနဲ့ငါခန်းထဲကမှန်တင်ကုန်ပေါ်မှာပါဟဲ့ပန်းရောင်နင်းစီဝင်းလေးမပန်တော့ဘူးလို့ဆုံးဖြတ်၍ထားခဲ့သောပန်းဝင်ကို အစီအစဉ်မကျစွာဖြင့်ညွန်ပြမိပြန်သည်ပန်းရောက်လာပြန်တော့လေဘာလို့ရမှန်းမသိတဲ့ပစ္စည်းတစ်ခုကိုကောက်ရသလိုဒီအတိုင်းပင်ကင်ထားသည်မမကြီးပန်းလေးကျွန်တော်ပန်းပေးရမလား မျက်စောင်းတစ်ချက်ဝင်ပြီးမျက်နှာထောင်းကိုတင်းနေတဲ့တင်းထားကရှက်ရုံမှုကို မလုံမလဲဖုံးကွယ်မိပြန်သည်။ကောင်းစုံလေးကမှန်ကိုအသေးချဆောင်းပေး၏။ညာဘက်နေရွက်ဤအောင်နာမှာစပင်မပွက်အောင်ကက်လျက်ထိုးထားသောကလစ်ကိုဖြုတ်လိုက်ပြီးမှန်တွေဘာတွေကြည့်နေတော့ပဲပန်းကို ကမန်းကမ်းပန်လိုက်မိတော့သည်။ထိုးဖြစ်ဖြစ်သည်စေးမိတာမဟုတ်စေးစားမလာဖြစ်ကြောင်း ဒေါ်ရင်သိန်းကသူ့ကိုယ်သူတတိထားလိုက်မိသည်ထိန်ချုပ်မှုဆက်ကလုံများသည် သူ့အလိုလိုရက်တန့်ကုန်ပြီဆိုတာနားလည်မိလိုက်သည်နောက်ပြီးမလွန်ဆန်နိုင်ခြင်းတွေ့ရင်ခုန်စွာပင်မွေးလျော်နေပြီဖြစ်ကြောင်းအတိမတ်ပြုရတော်သည်အဲ့ဒီတယောက်ကတော့သူ့အသက်ရွယ်နှင့်မလိုက်အောင်မင်းတီကြည်နေသည်ငြိမ်သက်နေသည်ဖျားကိုရောက်တော့ ကားမှန်တွေပါတွေအသေးချပိတ်ပြီးတော့ခတ်ပြီးမှအေးအေးဆေးဆေးဆင်းလာသည်ဒုံရင်သိန်းကစောင့်ပြီးလျှောက်တော့လဲမိအောင်လိုက်မလားတမင်ရှင်မလျှောက်ခြင်းတွင်အိမ်ကြီးရရှာသားပဲဟု အမှတ်တွေပို့ပို့တာတာပေးမိပြန်သည်သူကနှင်းစီပန်းစီကြီးကို အစည်းလိုက်ပင်ဖျားရှိကပန်းအိုးထဲမှ ထိုးဆိုင်လိုက်သည် ပြီးတော့အမျိုးသားများသာဖိုးခွင့်ရသောနေရာမှသွား၍ဖျားဝတ်ပြုသည် သူကအတော်ကြာကြာဖျားရှခိုးနေသည်ဒေါ်ရင်သိန်းကသူ့ကိုအကြာကြီးစောင့်နေရ၏ဖျားရှခိုးရတာလဲအာယုံမရ၍ဝိချာကပြင်ဘေးတနေရာသို့ရွှေ့ပြီး ထိုင်နေလိုက်သည်သူကိုမွေးနေ့လက်ဆောင်တစ်ခုခုဝယ်ပေးလို့စိတ်တွေဖြစ်ပေါ်နေသည် ဘာဝယ်ရမလဲဘာပေးရကောင်းမလဲဒိုရင်သိန်းကြီးဈေးဝယ်ထွက်ခဲ၏သူများအတွက်ဝယ်ဖို့နေနေတာတာရောင်းမအကြီးစင်သည်များဝင့်နေကြဆိုတော့ဘာပေးရမှန်းမသိအောင်စဉ်းစားရခက်နေသည်ဖယားကြီးဆောင်နေနေကမြမလုံးကြီးဆိုင်မှာပစိုးကောင်းကောင်းတစ်ထည်လောက်ဝယ်ပေးရမလားသူကပစိုးတိတ်ကြိတ်ပုံမရား ဂျင်မောင်မီနှထဲလောက်ကိုသာလဲ၍ဝစ်နေသည်စပော့ရှယ်အင်ဂျီကိုတော့မချွတ်တန်းဝစ်သည်လမ်းမှာစိုးဆန်ဒီဇိုင်းလောက်ဝင်ပြီးအင်ဂျီဝယ်ပေးရန်ဆုံးဖြတ်လိုက်သည်ဒီနေ့ပိုင်းမှာတော့တာပေတူးဖြစ်နွားချောင်းသာတာပေတူးအဖေဖြစ်တောင်းရီတာပေတူးအမေတင်းတင်းအဖြစ်သက်တင်းတင်းအကိုရဲ့မိတ်ဆွေအဖြစ်ကိုဖိုင် ဆက်ကြောင်းပြောသူနဲ့မိတော်ဖြစ်ရီချေရူဟာအတူပူပေါင်းတင်ဆက်ထားတာဖြစ်ပါတယ်ရှင်။အပိုင်း6မှာ ပြန်တွေ့ပါမယ်နော်။အဆုံးထိနာဆင်ပေးခဲ့တာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။